ဟယ်လိုမင်္ဂလာပါရှင်ကျွန်မဆွေးနွေးပေးနေတဲ့အကြောင်းအရာလေးဟာမင်းလျော်ချင်းဆိုင်ရာအဓိက theory များအကြောင်းအရာဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာတစ်ခုမှဆိုလို့ရှိရင် decay theory နဲ့ interference theory အကြောင်းကိုဆွေးနွေးပေးသွားပါဆွေးနွေးတို့ပြီးသွားပါပြီဆက်လက်ပြီးတော့မင်းလျော်ချင်းဆိုင်ရာအဓိက theory တွေရမှာပေါ့နော်နောက်တစ်ခု theory လေးတစ်ခုဖြစ်တဲ့ပေါ့နော်မင်းလျော်ရန်စစ်စော်မှုကိုအသုံးပြုခြင်းဆိုင်ရာ theory ပါ မေးလျော့ဖို့အတွက်ကိုမိမိရဲ့ emotion တွေကနေပြီးတော့စိတ်ဆော်ပေးနေတဲ့အကြောင်းအရာလေးပါ motivated forgetting theory လေးပါရှင်။ဒါဆိုရင် motivate တွေဘယ်လိုလုပ်နေလို့ဆိုရင် repression theory လို့လည်းခေါ်တယ်တဲ့။ဒီအကြောင်းအရာတစ်ခုကိုမခံစားနိုင်လို့ဆက်ပြီးမသိလို့တဲ့အတွက် repress ဖိတိတ်ပလိုက်တာပေါ့နော်။ဒီဟာလည်း theory တစ်ခုထဲမှာပါဝင်နေမေးလျော့စေတဲ့ theory တစ်ခုထဲမှာပါဝင်နေတာပါ။ဒါ fryet ပေါ့နော်ကျမတို့ဒီက psychological psychoanalysis မှာဆိုလို့ရှိရင်ဒီ theory မှာအများကြီးဆွေးနွေးခဲ့တာပါတယ်။ तू က regression နေပေါ့နော်ဒါသူ့ရဲ့အယူအဆတစ်ခုဖြစ်တယ်။ regression ဆိုတာတဲ့ဘာလို့ပြောရအောင်ဆိုရင် regression ရဲ့အဓိပ္ပာယ်လေးပေါ့နော်။ဒီကနာကျင်ခံစားနေရတဲ့အတွေ့အကြုံတွေရဲ့အကျိုးဆက်စီကနေပြီးတော့ကာကွယ်ပေးလို့တဲ့စိတ်ဖြစ်စဉ်တစ်ခုဖြစ်တယ်တဲ့ ။အော်ဒါကတော့ तू ဒါဟိုဒီ regression ရဲ့အဓိပ္ပာယ်လေးကိုဓာတ်ရိုက်ပါတာဟိုဓာတ်ရိုက်အဓိပ္ပာယ်ပြန်လိုက်တာပေါ့နော်။နာကျင်ခံစားနေရတဲ့အတွေ့အကြုံတွေရဲ့အကျိုးဆက်တွေကနေပြီးတော့ကာကွယ်ပေးလို့တဲ့စိတ်ဖြစ်စဉ်ဖြစ်တယ်။ဒီလိုမျိုးနာကျင်ခံစားနေရတဲ့အတွေ့အကြုံခံစားချက်တွေကို तू မတွေးခံမတွေးနိုင်တော့ဘူးမခံစားနိုင်တော့ဘူးလက်မခံနိုင်တော့ဘူးအဲ့ဒီအချိန်မှာမလုပ်ချင်လို့ရှိရင် regret ဖိတ်သိမ့်လိုက်တာပေါ့နော်ဒါမကောင်းတဲ့ forgetting မှာဒီလိုမျိုး forgetting နေရ ဒါမဖြစ်အောင်စူးစမ်းဖို့လိုပါတယ်။ကဲဒါကတော့ကျွန်တော်တို့ဒီကျောင်းလေးကိုလေ့လာနေရတော့ဒါလေးကိုဆက်ဆွေးနွေးပေးသွားပါမယ်။ Motivated Forgetting Theory မေးလျော့ရန်စေ့ဆော်မှုကိုအသုံးပြုခြင်းဆိုင်ရာ theory လေးပါ။မေးလျော့ခြင်းဆိုင်ရာစေ့ဆော်မှုကိုအသုံးပြုတဲ့ theory ပါ။ကျမတို့ဒါကိုဘာလို့လဲခေါ်လို့ဆိုရင်အဲ regression လို့လည်းခေါ်တယ်။ဒါဆိုရင် regression theory လို့လည်းခေါ်တယ်။စိတ်ချမ်းသာစရာမကောင်းနဲ့ပေါ့နော်အကြောင်းအရာတွေဒါမှမဟုတ်ရင်မိမိကိုချိန်ချောက်မှုကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေ ခုဒီလိုမျိုးခေတ်ကာလမှာမိမိကိုယ်ကိုချင်းကြမှုခံရနေရတဲ့အကြောင်းအရာတွေမျိုးစုံရှိမှာပါအဲ့လိုမျိုးချင်းကြမှုကိုဖြစ်စေတဲ့အကြောင်းအရာတွေကိုမိမိကအတင်းအကျပ်မေ့အောင်လုပ်တာပြန်လို့မစဉ်းစားခြင်းတော့ဒါတွေပြန်စဉ်းစားရတာမိမိမှာဒါ motivate ဒါ emotion တွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မေ့လျော့ခြင်းတွေဒါဆိုရင် repression တွေလုပ်ဖြစ်တယ်ဒါမေးလျော်မှုကိုစေစော်တာသူကိုယ်တည်းကဟိုဒီကြောင်ရောမေ့ချင်တာလေဒါကြောင့် तू ကစေစော်မှုပေးလိုက်တာ ဒိဋ္ဌိဒါကို theory တခုအနေနဲ့ခုကျွန်မဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်စိတ်ချမ်းသာစရာမကောင်းတဲ့အကြောင်းအရာတွေမိမိကိုချင်းချမှုဖြစ်စေတဲ့အကြောင်းအရာတွေဒါတွေကိုမိမိကအတင်းအကျပ်ပေါ့နော်မေးလျော့ခြင်းတယ်ဒါကြောင့်မေးလျော့အောင်လုပ်လိုက်တယ်ဒါကိုကျွန်မတို့ကဒီကမေးလျော့ဖို့အတွက်စေ့ဆော်တယ်ဒါ theory လေးလို့ခေါ်ပါတယ်။နောက်တစ်ခုကကြတော့စိတ်ချမ်းသာစရာမကောင်းတဲ့နာကျင်မွဲဖြစ်တဲ့အကြောင်းအရာတွေကိုမတိစိတ်အတွင်းကနေပြီးတော့ဒါ ဒါ conscious mind เนี่ยနေပြီးတော့ unconscious mind เนี่ยကိုဘာလို့လိုက်တာလဲထည့်လိုက်တာအ ਨੇ ဆုံးမိမိစိတ်ကိုအနှောင့်အယှက်ပေးနေတဲ့စိတ်အတွင်းကနေဖြစ်ပေါ်နေတဲ့ conflict တွေကိုရှောင်ရှားလို့ဒီ conflict တွေကအများကြီးဖြစ်နေတာပါဒီလိုမျိုးတိုးတက်လာတာနဲ့အမြာကောပေါ့နော်အခြေအနေဒီအရာကောဟိုဒါကမ္ဘာအားလုံးမှာပေါ့နော် conflict တွေအဓိကအများကြီးဖြစ်နေကြတယ်အဲ့ဒီပဋိပက္ခတွေကိုမခံစားနိုင်တော့ဘူးစိတ်ထဲမှာ ဒါမသိကျင်တော့ဘူးပေါ့နော်ရှိမနေကျင်တော့ဘူးဒါမျိုးတွေဆိုရင် repression တွေများများလုပ်ပလိုက်တယ်အဲဒါဆိုရင် तू ကရှောင်ရှားလိုတာကိုဒီလိုမျိုးပြိပက္ခရဲ့နေရှောင်ရှားလိုတာဖြစ်တဲ့အတွက်စိတ်မချမ်းစိတ်ချမ်းသာစရာမကောင်းတဲ့နာကျင်မွေအကြောင်းအရာတွေကိုမသိစိတ်အတွင်းကိုဇွတ်ထည့်ပလိုက်တာအဲ့ဒါကိုဘာလို့ခေါ်လို့ဆိုရင် motivated forgetting theory လို့ခေါ်ပါတယ်ရှင်အဲ့ဒီမှာမိမိတတိမရလိုတဲ့အချက်တွေကိုမေ့လျော့စေခြင်းဖြစ်တယ် ါဆိုရင်မိမိဘာလို့အကြောင်းအရာတွေတတိဒီလိုမျိုးတတိမရလို့တဲ့အကြောင်းအရာတွေဖြစ်ရတာတော့ဒီလိုမျိုးအကြောင်းအရာတွေကိုပြန်လဲဘလို့နီးလဲနေနေကုစားမရုံဆိုတာတွေကဒါဒီ theory လေးကိုလေ့လာခြင်းအပြင် အတွေးလေးတွေရရှိနိုင်မယ်လို့ညွှန်လင့်ပါတယ်ဒီကကျမတို့ဒီမေးလျော့ဖို့အတွက်စေစော်မှုကိုယ်တိုင်အကိုဒါကိုမေးလျော့ခြင်းလို့စေစော်မှုကိုအသုံးပြုခြင်းဆိုင်ရာ theory လေးပါဒါကိုကျမတို့ဘာလို့လဲခေါ်လို့ဆိုရင် repression theory လို့လဲခေါ်ပါတယ် ဒါဖရရဲ့ psychology psychology psychoanalysis theory လေးမှာပဲဆွေးနွေးခဲ့တာ ਈ လည်းရှိပါတယ်ဒီမှာဆိုရင်나진ခန်းစားနေရတဲ့အတွေ့အကြုံတွေအကျိုးဆက်တွေကနေပြီးတော့ကာကွယ်ပေးလိုတဲ့စိတ်ဖြစ်စဉ်တစ်ခုဖြစ်တယ်စိတ်ချမ်းသာစရာမကောင်းတဲ့အကြောင်းအရာတွေမိမိကိုချိန်ချောက်နေတဲ့ချိန်ချောက်မှုကိုဖြစ်စေတဲ့အကြောင်းအရာတွေကိုအတင်းကျပ်မေးလျော့ခြင်းတာဒါကိုလည်း motivated forgetting theory လို့ခေါ်တယ် ။နောက်တကစိတ်ချမ်းသာစရာမကောင်းတဲ့နာကျင်မွဲဖြစ်တဲ့အကြောင်းအရာတွေကိုမသိစိတ်အတွင်းမှာထည့်လိုက်တာ။ conscious mind ကနေပြီးတော့ unconscious mind ကိုထည့်လိုက်တာပါ။ဒါဆိုရင်မိမိစိတ်အတွင်းမှာဖြစ်ပေါ်နေတဲ့ pre-pack တွေကနေလဲရှောင်ရှားလို့တဲ့စိတ်ကိုအဓိကမေးလျော့ဖို့အတွက်စေ့စော်တဲ့စေစောခြင်းကိုအသုံးပြုရခြင်းဆိုင်ရာ theory လေးလို့ခေါ်ပါတယ်။ကျမတို့အင်္ဂလိပ်လိုခေါ်မယ်ဆိုရင်တော့ motivated forgetting theory လေးပါရှင်။အဲ့ဒီမှာဆိုရင် ဒီလိုမျိုးပေါ့နော်မေးလျော့ရေးဖို့အတွက်စိတ်ဆော်မှုကိုအသုံးပြုခြင်းဆိုင်ရာ theory လေးမှာဆိုရင် repression ကမတိစိတ်ကနေလှုပ်ဆောင်တယ်အဖြစ်ပြက်တစ်ခုဒါမှမဟုတ်ရင်အတွေးတစ်ခုခုအတွေ့အကြုံတစ်ခုခုပေါ့နော်အဖြစ်ပြက်တစ်ခုခုဒါမှမဟုတ်ရင်အတွေ့အကြုံတစ်ခုခုကိုတိစိတ်သေးကိုမရောက်လာနိုင်အောင်မိရဲ့တိစိတ်ကနေပြန်လဲတွေးနေရမျိုးဖြစ်မလာအောင်အဲ့ဒီအပိုင်းလေးကို block လိုက်တာပေါ့နော်ကျမတို့ကိုမလို့ ကိုဒီကအကြောင်းအရာတခုကိုမတိမိမိတိရတာအဆင်မပြေဘူးဆိုရင်အဲဒီဟာကိုဘလော့လိုက်ကြတယ်လေဘလော့ကြတယ်ဒီကတက်လာတဲ့သတင်းချက်လည်းကမိမိစိတ်အတွက်အဲစိတ်အနှောင့်အယှက်ဖြစ်စေမယ်မိမိစိတ်ခံစားချက်တွေကိုမကောင်းစေဘူးဆိုရင်ဘလော့ကြတယ်လေအဲအဲ့လိုမျိုးပါပဲဒီဘိုင်းတွေကိုတိစိတ်သေးကိုရမလာနိုင်အောင်ဒါဘာလို့ရတောင်းစီဘလော့လိုက်တာပါဒါကိုကျွန်တော်တို့က motivated forgetting theory လို့ခေါ်ပါတယ် ဲ့ဒီအတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့စိုးရင်ပူပန်မှုတွေစိတ်တော့ကတွေကနေရှောင်လွဲလို့တာစိုးရင်ပူပန်စိတ်တွေမဖြစ်ချင်မှုစိတ်တော့ကပြာပါတာတွေမရချင်မှုဒါတွေကိုရှောင်လွဲလို့တဲ့အနေနဲ့သုံးတယ်ဒါဟာမိမိကိုယ်ကိုမိမိကာကွယ်တဲ့ဖြစ်စဉ် process defense mechanism ကလာတာပါဒါတပည့် mechanism အမျိုးအစားတစ်ခုဖြစ်တယ်။ဒါမိမိကိုယ်ကိုမိမိကာကွယ်လိုတဲ့ဖြစ်စဉ်မှာဒါကိုကျမတို့က ဒါမေးလျော့ရန်စေစော်မှုကိုအသုံးပြုခြင်းဆိုင်ရာ theory လေးလို့ခေါ်ပါတယ် motivated forgetting theory လို့ခေါ်ပါတယ်မိမိမမတ်မိလို့တဲ့အကြောင်းအရာတွေအတွေ့အကြုံတွေကိုတမင်ကိုပဲပေါ့နော်ရည်ရွယ်ပြီးတော့တမင်ကိုရည်ရွယ်ပြီးတော့ဒါထုတ်ပြဖို့စ조사တာအဲ့ဒါမှာ conscious forgetting နေပေါ့နော်ဒါတိစိတ်ကနေပြီးတော့မေ့သွားခြင်းတာဒါကြောင့်မတိစိတ်သေးကိုဇွတ်ထည့်ပလိုက်တာဟုတ် အဲအားကြောင့်ဒါမိမိမမတ်မိလို့မိမိအတွေ့အကြုံတွေကိုပေါ့နော်ဒါတမင်ထပ်ပြီးတော့ဒါမသိလို့တော့တဲ့အခါမှာထောက်ပြဖို့ကြိုးစားတယ်ဒါ conscious forgetting ဖြစ်စင်နေပါဒါကျွန်တော်တို့ဒီမိမိမှာဖြစ်ပေါ်နေတဲ့ဒါ emotion နဲ့ဆိုင်တဲ့အကြောင်းအရာတွေကနေပြီးတော့ဖြစ်ပေါ်လာတဲ့မေးလျော့မှုကို reparation လုပ်ခြင်းတဲ့ theory လေးတစ်ခုဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့ဒီလိုမျိုးတွေဟာပေါ့နော်ဟိုဘာကြောင့်ဖြစ်ပေါ်ရတုံးဆိုလို့ရှိရင်ဒါပဝင်းကျင်ရဲ့လုံဆောင်မှုတွေရောစိုးရင်ပူပန်မှုတွေရောတောကတွေရောဒါတွေကိုရှောင်လွှဲခြင်းတဲ့အခါမှာဒီလိုမျိုးဒါမေးလျော့မှုဆိုင်ရာကိုစစ်ဆော်တဲ့အသုံးပြုခြင်းဆိုင်ရာ theory လေးဟာဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ဒီ theory လေးကိုဒါလေးလာတွင်လဲရရှိရဖြစ်တဲ့အတွက်ဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်ကျမတို့ဘလို့ဒါ တော်တို့ဘာတွေလုပ်ဘလို့နည်းလမ်းနေနဲ့ဒါပန်လေကုစားမလို့ပေါ့နော်ဒါ breathing meditation တွေလုပ်မလားပေါ့နော်ဒါမှမဟုတ်ရင်အဲဒါတခုခုပေါ့နော်မိမိစိတ်ဝင်စားတာတခုခုကိုလုံးဆောင်မလားပေါ့နော်မိမိစိတ်ကိုပြန်လဲဘလို့နည်းလမ်းနေနဲ့ကုစားမလို့ဆိုတာကိုအဓိက motivated forgetting theory လေးကိုလေ့လာခြင်းအဖြစ်အတွေးလေးတွေရရှိလာစေမယ်လို့ပြောနေပါတယ်ရှင်ဒါဆိုရင်အဓိက theory လေးတွေကိုဘာလို့လဲခေါ်လို့ရှိရင် vibration လို့လဲခေါ်တယ် ဒါကနာရကအဖြစ်ပြက်တွေအတွေ့အကြုံတွေကိုသိစိတ်ထဲမရောက်လာအောင်မလုပ်ရတာလို့ဆိုလို့ရှိရင် block လိုက်တာ unconscious forgetting ဒါတွေကိုဒါဖိတိတ်ပလိုက်တာအဲဆိုရင်ဒီအတွေ့အကြုံတွေနဲ့စိုးရိမ်ပူပန်မှုတွေစိတ်သောကတွေကိုရှောင်လွှဲလိုတယ်ဒီဖ ens mechanism တွေလုပ်လို့တယ်ဒီဖြစ်စဉ်တွေကို ဒါဒီ forgetting ဖြစ်လို့တဲ့အတွက်သူကကိုပဲဒါ motivate လုပ်ဆောင်ပြီးတော့ကြမှာ forget လုပ်လိုက်ခြင်းဖြစ်ပါတယ်ဒါတွေကိုလုတွေ့ကြုံခြင်းညာလဲတမင်ကိုပဲရည်ရွယ်ပြီးတော့ဒါစူးစမ်းအထုတ်ပြီးတော့လုဆောင်ခြင်းလည်းဖြစ်ပါတယ်တဲ့ဒီက motivated forgetting theory တရားဆိုလို့ရှိရင်လေအဲ့တဲ့တွေဒီမှာဆိုလို့ရှိရင်နောက် theory လေးတစ်ခုကကြတော့မှတ်ထားတာတွေကိုပြန်လဲထုတ်တဲ့အခါမှာ ြန်လည်ထုတ်ယူလို့မရခြင်းဆိုင်ရာ theory နောက်တစ်ခုက retrieval facial theory ပါဒါနောက် theory တစ်ခုခြေပိုင်းမှာတော့ကျွန်မက motivated theory လေးကြောင်းကျွန်မဆင်းရဲသွားပြီးပြီအဲ့ဒီမှာဆိုလို့ရှိရင်လည်း तू ကဒါတွေကိုမေ့ပြချင်းနေ motivated forgetting theory လေးကိုဆင်းရဲပြသွားတယ် तू ကဒီမိမိခံစားနေရတဲ့ခံစားခြင်းတွေတောကတွေကိုမေ့ချင်တဲ့အခါမှာ repression တွေလုပ်လိုက်တယ်ပေါ့နော်ဒါမတိစိတ်တွေကိုရောက်မလာအောင်တွန်းထုတ်လိုက်ပြီးတော့မှဒါက forgetting လုပ်လိုက်တယ်အဲ့ဒါ theory တခုပါနောက် theory တခုကကြတော့မှတ်ထားတာတွေကိုပြန်လဲထုတ်တဲ့အခါမှာပြန်လဲမရချင်းဆိုင်ရာ theory ဟဲ့ဒါလည်းဒါဖြစ်တယ်ပါ retry ပဲပြန်လုပ်လို့မရဘူးလေမေ့သွားတာ forget ဖြစ်သွားတာလေဒါ memory state တိုင်းမှာ state stand မှာဒီ forgetting နေရာလည်းဖြစ်ပေါ်ရတဲ့ဆိုတာလေးလည်းခြေပိုင်းမှာဆွေးနွေးထားတာလေးကပါတာဟုတ်ဒီနောက်ဆုံးမိတ် theory လေးပေါ့နော်မေးလျော့ခြင်းဆိုင်ရာအဓိက theory တွေရမှာနောက်ဆုံးမိတ် theory လေး retry ပဲ face of theory လေးဒီ theory လေးကဒီမှာဆိုရင်ကားလေးကားနှစ်စင်းတိုင်မိလိုက်တယ်တိုင်မိလိုက်ပြီဆိုကြရတော့ဒေချာပြီသူတို့ဘာဖြစ်တော့မလို့ပျက်စီးရမယ်မူလာ ဖြစ်မူလားရှိထားတဲ့အနေအထားအတိုင်းပြန်မရတော့တာတော့တေချာသွားပြီဟုတ်တယ်လေဒါကတော့တိုင်းမိလိုက်ပြီဆိုရဲခိုင်းမိသွားပြီခိုင်းမိသွားပြီဆိုရဲမူလအကောင့်ပရိအတိုင်းကတော့ဘလိုနီးနဲ့မှမရနိုင်တော့ဘူးပျက်စီးသွားပြီအဲဒါကြောင့်မူလဒီမှတ်သားထားတဲ့အရာတွေပေါ့မိမိရဲ့ memory ထဲမှာမှတ်ထားတဲ့မှတ်ဉာဏ်ထဲမှာရှိတဲ့အကြောင်းအရာတွေကိုဒါမူလအတိုင်းပြန်ပြီးတော့ထုတ်လို့မရနိုင်တဲ့အခြေအနေမျိုးပေါ့နော်ဒါမျိုးကိုကျွန်တော်တို့က retrieval feature theory လို့ခေါ်ပါတယ် ဲ့ဒီမှာဆိုလို့ရှိရင်မိမိမှတ်ထားတာတွေကိုပြန်လည်စဉ်းစားဖို့ကြိုးစားတဲ့အခါမှာအနောက်ရှက်ဖြစ်ပြီးတော့ပြန်လည်စဉ်းစားလို့မရတော့ဘူးအဲ့ဒီအကြောင်းအရာတွေကပုံပြတ်သွားတယ်ခုနကားနှစီတိုင်းပြီတလို့ပဲမူလကားအကောင့်တိုင်းတော့တို့ဒီနှစီကပြန်ရဖို့ဘလောက်ပဲပြင်ပြင်မူလအတန်းရတော့ပြန်မရနိုင်တော့ဘူးဒီလိုပါပဲကျမတို့ရဲ့မှတ်ဉာဏ်နေထဲမှာ ဟိုမှတ်မိထားတာတွေကိုပြန်လဲထုတ်ဖို့စဉ်းစားဖို့ပြန်လဲစဉ်းစားပြီးပြန်ထုတ်ယူတဲ့အခါမှာအနောက်ရှက်တစ်ခုခုဖြစ်ချင်းပေါ့နော်ကျန်းမာရေးအရာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ခုနပေါ့နော် depression တွေ impression တွေကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်ဒါတွေ conflict တွေကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်မိမိ မှမှတ်ထားတဲ့အကြောင်းအရာတွေကိုပြန်စဉ်းစားလို့မရတော့ဘူး။အဲ့ဒီအကြောင်းအရာတွေကဘာဖြစ်သွားအောင်ဆိုပုံပြက်သွားတယ်ပြန်ထုတ်မရတော့ဘူး။ဒီလိုအခြေအနေမျိုးတွေဖြစ်တတ်ပါတယ်။နောက်တစ်ခုက retrieval queue ရာနေပြီးတော့လှုံ့ဆော်မှုတစ်ခုခုပြုတဲ့အခါမှာမှတ်ဉာဏ်ထဲမှာတိမ့်စေထားတဲ့သတင်းအချက်လက်တွေကိုနေရာချထားတဲ့အခါမှာပြန်လည်ရယူရန်လှုံ့ဆော်ပေးတဲ့ process ကိုကူညီဆောင်ရွက်ပေးတဲ့အဲ့ဒီကကူညီဆောင်ရွက်ပေးတဲ့အရာတွေကလည်းဘာဖြစ်သွားအောင်ဆိုရင်ပျက်စီးသွားနေတယ်ပါတယ်။ မှညံထဲမှာတိတ်စည်းထားတဲ့တရင်ချက်လက်ကိုပြန်ထုတ်တဲ့အခါမှာစီလျော်တင့်လျော်တဲ့ redriver ကျူတွေကိုမတုံးခဲ့ရည်လဲမီးလျော်ချင်းတွေဖြစ်ပေါ်တတ်တယ်။အဲဒီထဲမှာဆိုလို့ရှိရင်ဟိုဒီအကြောင်းအရာတစ်ခုကိုအတိပဲချီချီမှတ်ခဲ့တာလား။ဒါမှမဟုတ်ရင်ဒါ repetition တွေလုပ်ခဲ့ရဲ့လား။ဒီအကြောင်းအရာကတော့အတိပဲပြေဝရဲ့လား။နောက်တစ်ခါမှတ်သားတာကိုရော သူ့ရဲ့မှတ်သားရမယ်ပေါ့နော်ဒီ repetition နေအကျင့်ကျင့်လုပ်ခဲ့ရလားပေါ့နော်ရဟာဇေရီရောဆောင်ရွက်ခဲ့ကြရလားစသည်ဖြင့်ပေါ့လေအကြောင်းအရာတွေစီလျော်မှုတွေမတုံးခဲ့ဘူးဆိုလို့ရှိရင်လေဒီကမင်းလျော်ခြင်းနေရဖြစ်ပေါ်လာစေပါတယ်ဒါကြောင့်ဒီလိုမျိုးမင်းလျော်ခြင်းတွေကိုကျမတို့ကဘာလို့ခေါ်လို့ဆိုလို့ရှိရင် မိမိမှတ်ထားတဲ့အကြောင်းအရာတွေဟာမှတ်ထားတဲ့အတိုင်းစနစ်တကျ retry ပဲမလုပ်နိုင်တော့ဒါကြောင့်မှတ်ထားတာတွေကိုပြန်လည်ထုတ်တဲ့အခါမှာပြန်မရခြင်းဆိုင်ရာ ဆိုတဲ့ theory လေးဟာဖြစ်ပေါ်လာခြင်းဖြစ်ပါလေရှင်။ဒါဆိုရင်ကျွန်တော်မှတ်ထားတဲ့အကြောင်းအရာတွေကို retry ပဲမလုပ်နိုင်တဲ့အခါမှာအစအဖော်မှုတဲလွန်စားတွေဟာရေးကြည့်ပါလေတဲ့ တဲလွန်စာလေးပေးလိုက်တဲ့အခါမှာသူမှတ်ထားတဲ့အကြောင်းအရာတွေပြန်ပြီးတော့မှတ်မိလာစေရလေမိမိလေ့လာခဲ့တဲ့အခြေအနေနဲ့တထက်တဲ့တူညီတဲ့အစအဖို့ပေးမှုတွေကိုရရှိခဲ့လို့ရှိရင်အဲ့ဒီအချိန်တုန်းကမှတ်မိထားတဲ့အကြောင်းအရာတွေကပို့ပြီးတော့မှတ်မိစေရဲ့ရေရှင်မှတ်ဉာဏ်မှာမေးလျော့တဲ့ theory လေးဖြစ်တယ်ဒီ theory လေးကရေရှင်မှတ်ဉာဏ်ထဲမှာဖြစ်ပေါ်လာတဲ့ မေးလျော့မှု theory လေးပါ retriever ပါ retriever filter theory လေးပါသူကကြတော့အစဖယ်အစဖော်ပေးမှုတွေတဲလော်စားတွေအရေးကြီးတယ်မိမိလေးလာခဲ့တဲ့အခြေအနေနဲ့တထက်တဲ့တူညီတဲ့အစဖော်ပေးမှုကိုရရှိခဲ့လို့ရှိရင်အဲအကြောင်းအရာတွေကပို့ပြီးတော့မှတ်မိစေတယ် ။ဒါကြောင့်ရေရှည်မျက်ဉဏ်ထဲမှာမေးလျော့မှုဆိုင်ရာ theory လို့လည်းခေါ်ပါတယ်တဲ့။အဓိကကျမတို့ retrieval facial theory အဓိက retrieval လုပ်ပြီးတော့ तू ကဒီ working memory ထဲမှာအလုပ်လုပ်မှဟိုဒီနေရာမှာ तू ကဘာဖြစ်သွားအောင်ဆိုရင် retrieval မလုပ်နိုင်မင်းနဲ့ forgetting ဖြစ်သွားတာ။ခုန emotion တွေရအဓိကပါတာပေါ့။အဲ့လိုမျိုးနီးလန်းနေနေပေါ့နော်။ဖြစ်ပေါ်တတ်တယ်မေလျော့မှုတွေဖြစ်ပေါ်တတ်တယ်ဒီမှာဆိုလို့ရှိရင်ရှာပြားလေးမှာမိနေတဲ့တကယ်မိမိအတီထဲမှာ အချိန်ကြီးရင်းရက်ကိုအကုန်လုံးအကုန်လုံးစိတ်ထဲမှာတည်နေတယ်။ဒီကဗဇက်ကနေထုတ်လိုက်ရမယ့်အကြောင်းအရာလေးကိုမထုတ်ဖို့နိုင်ဘူး။ဘာဖြစ်တော့ဆိုမေးနေတာ။ဟေးဒီဟာကိုတည်ပါတယ်။ကျမတော်တော်လေးကိုတည်ပါတယ်။တော်တော်မှတ်မိပါတယ်။ဒီတီစီလေးလာတီစီပြီးတော့မှပြန်လဲသုံးသက်ပြီးတော့မှဒီလိုမျိုး forgetting နေမဖြစ်အောင်ပေါ့ဘလိုနည်းနဲ့နေလောက်ဆောင်ရမလို့ဆိုတဲ့အတွေးလေးတွေ ရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။အဲ့တော့ကြတော့ဒီမှာဆိုရင်မေးလျော့ခြင်းဆိုင်ရာအဓိက theory အကြောင်းကိုကျွန်မယနေ့ဆွေးနွေးပြီးသွားပါပြီ။နောက်နေ့တွေမှာလည်းပဲကြည့်ရှိနေတဲ့အကြောင်းအရာလေးကိုဆက်လက်ဆွေးနွေးပြီးသွားပါမယ်လို့ပြောကြရရင်ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။